အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ24ရက်ညနေပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေတ်အနေနဲ့တင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတိုင်ကြားခန့်ဒေါ်ကြည်ပြာနဲ့ခင်မိုးတို့ကိုတာဝန်ကကြာကြီးချက်လာပြီးစုံစမ်းစစ်ဆေးစတင်လိုက်တဲ့ NUG တလတဲ့နှစ်ကြိမ်သေးစစ်ကြောင်းပြတ်အောင်တက်ခိုက်နိုင်ခဲ့တဲ့ခင်ဦးကပြည်သက်တွေအကြောင်းဒေါ်လာ200ဘို့အုံနဲ့ကော်ဖီ တိုးဆိုင်ခိုင်းတဲ့ပြန်တဲ့ညံကြီးရှင်မင်းအောင်လည်းရဲ့နှုတ်ထွက်စကားကြံ့ဖို့ရဲ့မိုးဝင်ကြီးရှုပ်ရွက်ောက်ပွဲအောင်နိုင်ရေးအမှုန်ထမ်းပေးရမယ့်မွန်ပါတီကြီးရဲ့အခြေအနေတိုးအိုင်းတွေးစင်တွေကိုကောက်ကွယ်ပေးရမယ့် MND ရဲ့ထိုင်ဝမ်နီဂျပန်စစ်ရေးပြင်ဆင်မှုဒေါ်တာထွက်နေတဲ့တရုတ်အကြောင်းအဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါရစေ။ ဒီတွင်သတင်းတွေကနေစတင်ပြောပြပေးပါမယ်။တိုင်ကြားခန့်ဒေါ်ကြည်ပြန်နဲ့ခင်မွန်တို့ကိုတာဝန်အားကြာရည်ရနေပြီးစုံစမ်းစစ်ဆေးရေးစတင်လိုက်တဲ့ NUG အကြောင်းဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့လုံးနေကြပါသလဲ။ဝန်ထမ်းတွေအပေါ်ဖိနှိပ်နေတဲ့ NUG ဝန်ကြီးချုပ်ယုံအတွင်းဝင်ဒေါ်ကြည်ပြန်တို့ဇနီးမောင်နှံကိစ္စကို MPA သတင်းဌာနကစုံစမ်းရေးသားဖော်ထုတ်ပြီးတဲ့နောက်နေနာသူတွေကမြို့သားမြေအစိုးရထံလူမလာစစ်ကိုရဲနေတာတိုင်ကြားစာပေးပို့ခဲ့ပါတယ် အဲ့နော်ပထမဦးဆုံးလှုပ်ဆောင်မှုအနေနဲ့ NUG ဘက်ကတိုင်ကြခံရသူတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုကိုနိုဝင်ဘာလ24ရက်နေ့ကစတင်နေပြီဖြစ်တယ်လို့ဒီနေ့နိုဝင်ဘာလ24ရက်ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်လာပါရဲ့တိုင်ကြခံရသူဒေါ်ကြည်ပြာနဲ့ခင်မွန်းဦးနီနီမင်းတို့ကိုလည်းစုံစမ်းစစ်ဆေးနေခြင်းကာလနိုဝင်ဘာလ24ရက်ကစလို့တာဝန်ကနေယာယီရက်စွဲလိုက်တဲ့အကြောင်း NUG ကအသိပေးထားပါရဲ့အခုလိုစုံစမ်းစစ်ဆေးစတင်နေတဲ့ပတ်သက်ပြီးတိုင်ကြခဲ့သူရဲ့စီကို အန်ယူဂျီကအကြောင်းကြားထားတာမရှိဘူးလို့တိုင်ကြားခဲ့သူတွေအထက်ကတဦးက MP ကိုပြောပါတယ်ကျွန်တော်တို့ကတော့တရားမျှတမှုကိုဖန်မှန်ကန်ကန်နဲ့ဖော်ထုတ်ပြီးထိုက်တင်တဲ့အခြေယူဆောင်ရွက်မှုတွေရှိလာတဲ့အထိလှုပ်ဆောင်သွားမယ်လို့သူကပြောပါတယ်ဒေါ်ဂျီပြားနဲ့ပတ်သက်တဲ့တိုင်ကြားစာဟာအဓိကသက်ဆိုင်တဲ့အန်ယူဂျီဝန်ကြီးချုပ်ရုံးကိုရောင်းဝယ်လာပဲတမနာယုံနဲ့ CRPH တို့စီပဲရောက်ခဲ့ရလို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်တွင်ဒေါ်ဂျီပြားနဲ့ခင်မွန်းတို့ဟာဝန်ထမ်းတွေအပေါ် ဖိနှိပ်ဆက်ဆံခြင်းခင်မွန်းကိုယုံစည်းအဖွဲ့မှုညွန်ကြောအစင်ခန့်ပြီးဗန္ဒယေးစီမံခန့်ခွဲစေခြင်းဝန်ကြီးချုပ်ယုံကိုကိုပိုင်စီးပွားရေးလိုလှုပ်ဆောင်နေခြင်းဝန်ကြီးချုပ်အပါအဝင်အစစ်စင်တာဝန်ရှိသူတွေနဲ့ဝန်ထမ်းတွေကိုထိတွေ့ကွင်းမပေးဘဲတားမြစ်ထားခြင်းစတာတွေကြောင်းနှုတ်ထွက်ခဲ့ရတဲ့ဝန်ထမ်း၁၉ဦးနဲ့၁၂ဦးကတိုင်ကြားစာပေးပို့ခဲ့ပါတယ်။အခုတော့ပင်ညာနဲ့ပတ်သက်ပြီးဒေါ်ကြည်ပြားဘက်ကသုံးတရားထုတ်ပြန်လာတာမျိုးမရှိသေးပဲပြည်ကရန်နိုမလာ၂၁နှစ်တုန်းကတော့ စုံခုံပွဲစစ်ဆေးပေးဝန်ဆက်လက်ဖြည့်ရှင်းသွားမယ်အကြောင်းသူရဲ့လူမှုကွန်ရက်ကနေတစင်းပြောဆိုထားပါတယ်။ထမှန်တင်ဆက်ပေးမှာကတော့တလရတဲ့နှစ်ကြိမ်သေးစစ်ကြောင်းပြအောင်တိုက်ခိုက်နိုင်ခဲ့တဲ့ခင်ဦးကပြည်တဲ့တွေဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းကမ်းမလူနာခင်ဦးမြို့နယ်အဆက်ကတော်လင်းတက်တွေစူးမိုးထားတဲ့ကျဲော်တွေကိုစစ်တကစစ်ကြောင်းထုံးမှုတွေအခုလူဝင်မှာလာတဲ့ဇက်တိုက်ပြုလုပ်နေရလို့သတင်းရရှိပါတယ်။ အဲ့ဒီစစ်ကြောင်းတွေမှာတင်ကန်းရှုံပြည်သူစစ်အကောင်ဆောင်ဝတ်တော်ရဲ့ပြည်သူစစ်တွေနဲ့ဆေးဆုဝင်တဲ့စုပေါင်းထားရဲ့အင်အားတရာကနေ900အထိပါဝင်တယ်လို့သိရပါတယ်။နိုဝင်ဘာဒုတိယပတ်နဲ့အခုနောက်ဆုံးပတ်အတွင်းအဲ့ဒီဒေသကိုဝင်ထိုးရဲ့စစ်ကြောင်းတွေနှစ်ကြိမ်အထိပြောင်းအောင်တိုက်ခိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။နိုဝင်ဘာလ၁၂ရက်နေ့ဟာကမ်ဘလူမြို့နယ်တောင်ဘက်ဝတ်တုံရွာကထွက်လာတဲ့တမ33လက်အောက်ခံတဲ့ပြည်သူစစ်အင်အားတရာကျော်ပါစစ်ကြောင်းက ခေဦးမြို့နယ်ဘက်ကိုဥတည်စစ်ကြောင်းထိုးလာခဲ့ချိန်ရင်းတိုက်ရွာအနီးတော်လင်းတပ်ဖွဲ့ကစစ်ကြောင်းပြက်အောင်ထိကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီမှာစစ်ကြောင်းမို့အပါဝင်50ကျော်တေဆုံးပြီးစစ်ကွန်မရှင်တပ်ဖွဲ့ဝင်15ဦးလိုက်ရဖမ်းဆီးခဲ့ကခင်းရန်တွေလည်းတင်စီရမိခဲ့ပါတယ်။အဲ့ဒီနောက်ကမ်ဘလူခင်ဦးနေဆက်ကိုနိုမလာ12ရက်ကနေ15ရက်နေ့အထိလေကြောင်းတက်ခိုင်းမှုစင်ချိန်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။အခုနိုမလာ23ရက်မနေ့မနက်ပိုင်းကလည်း ခဲဦးမြို့နယ်မူလှရွာကနေကလုံရွာဘက်ကိုစစ်ကြောင်ထိုးလာတဲ့အင်အား300ဝန်းကျင်ပါတဲ့စစ်ကြောင်ကိုကာကွယ်တပ်တွေကကြားဖြတ်ပိတ်ဆို့ပြီးစစ်ကြောင်တစ်ခုလုံးပြတ်တက်အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ကမ်လူကနေထိုးလာတဲ့စစ်ကြောင်ကဆေးဥစုဝင်အများပြားတည်ဆုံပြီးလက်နက်ကင်အများပြားရရှိထားတယ်လို့မြပြင်စစ်ရဲ့သတင်းမြစ်တူကပြောပါတယ်။အခုစစ်ကြောင်ပြတ်တက်အထိတိုက်ခိုက်နိုင်မှုနဲ့ပတ်သက်ပြီး တက်ဆိုင်ရာကာကွယ်တပ်ကဘက်ကတရားဝင်သတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူးပြည်တွင်းသတင်းတွေကိုဆက်လက်ရှုစားလိုက်ကြရအောင်ပါဒေါ်လာတိုးရဖို့အုံနဲ့ coffee to site ခိုင်းနေပြန်တဲ့ညံကြီးရှင်မင်းအောင်လည်းရဲ့နှုတ်ထွက်စကားဖြစ်ပါတယ်မြန်မာမှာခင်မင် site ပြိုဝင်းမြူရေးဖြစ်အောင်ကြိုးပမ်းခဲ့ပေမဲ့မီယိုဖလာနေလန်အတိုင်းပဲလုံနေကြလို့ခေဆက်ဆက်အောင်မြင်မှုမရခဲ့ဘူးလို့စစ်ကောင်ဆောင်မင်းအောင်လည်းကပြောလိုက်ပြန်ပါတယ်မနေ့ကအေရဝတီတိုင်းမအူပင်မြို့ရှိ ခရိုင်မျိုးနယ်အစင်သူ့ဩဇာခံတွင်နဲ့အတူမျိုးမင်းမျိုးဖရင်နဲ့တွဲဆောင်ပွဲမှာသူကအခုလိုထက်သွင်းပြောကြားသွားတာပါတခါပေါ်ဆွေးမွေးကိုကေပတင်ဖို့နိုင်ရင်ပုံမိုတိုးတက်စိုက်ပျိုးဖို့အမိန်ပေးတယ်လို့အထွန်းလုံးကောင်းဝင်ရင်နဲ့ပတ်သက်ပြီးလဲစနစ်တကျစမ်းသက်ထားပြီလို့အနာသိစစ်ကောင်းဆောင်ကပြောပါတယ်တဆက်တဲ့အနေနဲ့ကော်ဖီပဲလှည့်ပြီးမြန်မာထွက်ကော်ဖီဟာနိုင်ငံတကာဈေးကွက်ဝင်တဲ့အကြောင်းလဲပြောဆိုပြီး အားလုံးတက်တယ်လို့အထင်ရောက်ငယ်စစ်ကောင်ဆောင်ကထစ်ပြောပါသေးတယ်။မိမိတို့နိုင်ငံမှာထွက်ရှိတဲ့ကော်ဖီဟာနိုင်ငံတကာစျေးကွက်ဝင်တဲ့ကော်ဖီဖြစ်တယ်။အများအားဖြင့်ကုန်းငင်းကော်ဖီကိုစိုက်ပျိုးကြရဲမိုးပင်မြို့နယ်အတွင်းဥယျံခြံစိုက်ပျိုးတဲ့ဧက2000ခန်းရှိတာကိုတွေ့ရှိရလို့အဆိုပါဥယျံခြံရဲ့အတွင်းမြင်းင်းကော်ဖီကိုစိုက်ပျိုးဆောင်ရွက်မယ်ဆိုရင်များစွာအကျိုးဖြစ်ထွန်းစေမယ်။ပြပပုတ်ကုန်တွေပုံမတိုးတက်ရရှိမယ်လို့မင်းအောင်လိုင်ကပြောပါတယ်။ တဖန်အုံရှုံမွေစိုက်ပျော်ကအကျိုးဖြစ်ထွန်းစီပြီးအုံနံပတ်သက်ထုတ်ကုန်တွေပုံမတိုးရှိစိုက်ပျော်ကအုံထွက်ပစ္စည်းတွေကိုပြပတင်ပို့ရကနေနိုင်ငံရဝငွေရရှိမှာဖြစ်တယ်လို့စစ်ကောင်ဆောင်မင်းအောင်လင်ကပြောပါတယ်စစ်ကောင်ဆောင်မင်းအောင်လင်ဟာချောက်တဲ့ရက်မှာမင်းကွန်းနေပြင်ပြီးလက်တွဲနဲ့မအပ်ဆက်တဲ့တောင်စင်ရင်မြစကားတွေပြောလဲရှိပြီးအခုနှစ်ထဲမှာပေဝါနေချာမြေပေးတွေပို့တိုးထုတ်ဖို့ကိုလည်းပြောထားပါသေးတယ် ဆက်လက်ပြီးကျန်းဖိုးရဲ့မိုးဝင်ကြီးရှုပ်ရွေးကောက်ပွဲအောင်နိုင်ရဲ့အမှုန့်ထမ်းပေးရမယ့်မွန်ပါတီကြီးအကြောင်းတင်ဆက်ပေးကြပါမယ်။ကျန်းခရရဲ့ပါတီရဲ့အမတ်လောင်လက်ရှိမိုးဝင်ကြီးရှုပ်အောင်ကြည်သိန်းအထူးသဖြင့်ရွေးကောက်ပွဲမှာအောင်နိုင်ရဲ့မွန်ညညရဲ့ပါတီ MUP ကပံ့ပိုးပေးဖို့သဘောတူထားတယ်လို့သတင်းရရှိပါရယ်။မွန်ပြည်နယ်ကျန်းဖိုးပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့အောင်ကြည်သိန်းဟာချောင်းဆုံမြို့နယ်ကနိုင်သူအကုံယူစနစ်နဲ့ကျင်းပမှန်ပြည်နယ်လွတ်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်မှာပါ။ အဲ့ဒီမဲဆန္ဒနေမှာမွန်ကြီးရဲ့ပါတီအနေနဲ့အစင်လာမရှိရအမတ်လောင်းကိုတာဝေရောက်ရှင်ပြိုင်စီဖို့နဲ့အပြိုင်ဆိုင်မဲဆွယ်မှုနဲ့မလုပ်ဖို့အောင်ကြည်သိန်းနဲ့ MUP ကနိုင်ငံရေးတမအပါဝင်ပါတီကောင်းဆောင်ရှုံးနဲ့ညှိနှိုင်းသဘောတူထားတယ်လို့ချောင်းစုံမျိုးနဲ့အဝေးရောက်တက်ကောရာသွားသူကပြောပါတယ်သူတို့မွန်ပါတီကလူတွေပြောလို့သိရတာပါလက်ရှိမှာနိုင်ငံရေးတမကအောင်ကြည်သိန်းလက်အောက်ဝင်ပြင်းနေဝင်ကြီးဆိုတော့ဝင်ကြီးချုပ်ကဝင်ကြီးကိုခေါ်ပြောတာပါ နိုင်ငံရေးသမားကလည်းရွေးကောက်ပွဲအပြီးမှာဝင်ကြီးတနေရာထပ်မှန်းနေရော အောင်ကြည်သိန်းစကားကိုဘယ်လုံဆင်ရေးမလဲလို့သူက MP ကို ပြောပါတယ်စစ်တပ်အနာသိန်းတော်ကိုထောက်ခံထားတဲ့ဝန်ကြီးညွတ်ရေးပါတီရဲ့ယူကျိုးနာခံမှုကိုအတိမတ်ပြုတ်ရတဲ့အနေနဲ့စစ်ကော်မရှင်ကဝန်ကြီးညွတ်ရေးပါတီဘ ਹੁ အလုံးမှုဆောင်နိုင်ငံရေးသမားကိုဝန်ပြင်းနေစီးပွားရေးရာဝန်ကြီးဖြစ်ခန့်အပ်ထားပါတယ်ချောင်းဆုံမြို့နယ်နေသူရဲ့အပြောကိုပါတီတွင်နဲ့နီးစပ်တဲ့ ဝင်းမဲမြို့သားတဦးကလည်းထောက်ခံပြောကြပြီးသူလဲအောင်ကြည်သိန်းအကြိုက် MUP ကလိုက်ဖို့ကြားသိထားတယ်လို့ပြောပါရယ် NLD ပါတီမပါရဲ့2010ရွေးကောက်ပွဲမှာမွန်ညင်ရဲ့ပါတီဖြစ်လာမဲ့မွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီဟာချောင်းဆုံမဲဆန္ဒနဲ့လင်းနေရမှာ300အနိုင်ရခဲ့ပြီးကြံဖို့ကတနေရတာအနိုင်ရခဲ့ပါတယ်ပြည်ရင်းသတင်းတွေထဲကနောက်ဆုံးသတင်းအနေနဲ့တောင်းအိုင်းတိုးအိဆန်တွေကိုကောက်ွယ်ပေးတော့မဲ MNDA အကြောင်းပြောပြခြင်းပါတယ် တောင်းတွိုက်ဆန်နဲ့အမဲလိုက်တက်ဖြတ်စားသုံးမှုလုံးမြင့်ပါတယ်တရုတ်မြန်မာနေဆက်ကိုကန်တက် MNDA ထိန်းချုပ်ဒေသမှာကျူးလွန်သူတွေကိုပြင်းပြင်းထန်ထန်အရေးယူမယ်လို့ညညာချက်ထုတ်ပြန်လိုက်ပါတယ်တဘောအပတ်ဝန်းကျင်ကိုထိမ့်သိမ့်နိုင်ဖို့ဂေဟာစနစ်ညီမျှမှုနဲ့ဇေဝမျိုးစုံမျိုးကွဲတွေကိုကာကွယ်ဖို့တရားမဝင်အမဲလိုက်တာကိုထိထိရောက်နှိမ့်နှင်းမယ်လို့လွေမလာ23ရာမင်းညပိုင်းက MNDA ရဲ့ထုတ်ပြန်ချက်ကနေတတိပေးလိုက်ပါတယ်တောင်းတိုးဆန်တွေကိုအမဲလိုက်တာကို ဖမ်းဆီးတွေ့ရှိရင်ဖမ်းမိရတားကောင်လက်နက်နဲ့တရားမဝင်အကျိုးမြတ်တွေကိုတင်စီမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်တက်တိုင်း130ကျော်ကနေ230နီးပါးရှိရဲ့ရုံဝယ်2000ကနေ4000အထိတန်ကြေးချိန်မယ်လို့လည်းတပါရဲအသိပေးထားပါတယ်။တခါတရားမဝင်တနက်ကင်ဆောင်ရင်လည်းတိမ့်မှာဖြစ်ပြီးဥပဒေအရအရေးယူခံရမယ်လို့လည်းပြောပါတယ်။ဒါ့အပြင်တော်ဝိုင်းတွိစံတွေနဲ့ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုကျောင်းဝယ်ပို့ဆောင်တာနဲ့ချက်ပြုတ်စားတောက်ရင်လည်း ပြည့်စုံကိုတင်စီမှာဖြစ်ပြီး9ရက်ကနေ9ရက်အထိထောင်ချမယ်လို့ဆိုထားပါသေးတယ်။မြန်မာမှာအနာသိမ်းရဲ့နောက်ပိုင်းအရာရာချွတ်ချုံကျသွားတဲ့အထက်ဒေါ်အန်ဒရိုက်ဆန်ရဲ့တရားမဲ့ဖန်စီတက်ဖြတ်ရောင်းဝယ်စားသုံးမှုတွေလည်းအပအဝင်ဖြစ်ပါတယ်။တုံးခွေချက်တွေကိုပေါ်ပေါ်တင်တင်ရောင်းဝယ်စားသုံးမှုတွေကိုအွန်လိုင်းပေါ်ကနေတရားဝင်တပွဲရောင်းဝယ်မှုတွေရှိခဲ့ပေမယ့်အနာသိမ်းစစ်တပ်အနေနဲ့အရေးကြူတာတွေတော့မတွေ့မြင်ခဲ့ရပါဘူး။နောက်ဆုံးပြပသတင်းအနေနဲ့ထိုင်ဝမ်နီး ဂျပန်စစ်ပြင်ဆင်မှုဒေါ်တာထွန့်ရဲ့တရားအကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရန်လာလိုက်ချင်ပါတယ်ခင်ဗျာထိုင်ဝမ်ရေးပေါ်မူတည်ပြီးဂျပန်နဲ့တရားအကြောင်းကတန်တမန်ဆက်ဆံရေးဟာတဖြည်းဖြည်းပုံမှုဆိုးရွားလာနေပါတယ်တပူပေါ်နှပူဆင်းဆိုသလိုဂျပန်စစ်တပ်ကပြောထားတဲ့စကားအတိုင်းထိုင်ဝမ်နေစစ်ပြင်ဆင်မှုနဲ့စတင်ပြုလုပ်လိုက်ပြီးဖြစ်ပါတယ်ဒီပေါ်တရားဘက်ကဒေါ်တာထွန့်နေပြီးတရားနိုင်ငံခြားရေးဝန်ကြီးဝင်းကြီးကမထီးတဲ့စီးကိုကြုံလင်နေပြီလို့ပြောလိုက်ပါတယ် ဂျပန်ကောင်ဆောင်တွေကထံဝင်ကိစ္စမှာစီရီယာဝင်ရောက်ဆွတ်ဖက်ဖို့စ조사နေရဆိုတာကိုဖော်ပြနေပါတယ်။မဖော်ပြတဲ့စကားတွေကိုပြောနေရတဲ့မထစ်တဲ့စီကိုကျော်လွန်နေတာဟာတကယ့်ကိုထိတ်လန့်စရာပါပဲလို့ဝင်းကြီးကပြောပါတယ်။ဂျပန်စစ်တပ်ကထံဝင်ကျွမ်းလာတဲ့စစ်ကန်တစ်ခုမှာဒုံးကျည်ချထားဖို့အစီအစဉ်ကိုချစ်ဆက်လှုပ်ဆောင်မယ်လို့ဂျပန်ကောက်ကွေးဝင်ကြီးရှင်ဂျီယိုကိုအီဇူမီကပြောလိုက်တာပါ။ထိုင်ဝမ်နဲ့ကီလိုမီတာ100လောက်ပဲဝေးတဲ့ နိုင်ငံအနောက်ဘက်အစွန်ဆုံးယိုနာကူနီကျွန်းကဂျပန်စစ်ကန်ကိုတွားရောက်ခဲ့ပြီးဒေသရုကောက်ွေးကိုအားပြေဖို့အစီအစဉ်ကိုလည်းဝန်ကြီးကပြောတော့ပါတယ်ဒီလိုဒုံးကျည်ချထားလိုက်တာကကျွန်တော်တို့နိုင်ငံကိုလက်လက်ကန်တိုက်ခတ်မှအခွင့်အရေးကိုချော့ချပေးနိုင်ပါတယ်ဒေသရင်တင်းမာမှုနဲ့မြင့်တက်လာမယ်ဆိုတဲ့အမြင်ကမမှန်ပါဘူးလို့ကိုယီဇူမီကပြောပါတယ်ယိုနာကူနီကျွန်းမှာချထားမှတာလက်ပြမြေပြင်ကနေဝဟင်ပြဒုံးကျည်တွေဟာနိုင်ငံတောင်ပိုင်းကျွန်းစုတစ်ချောင်း စစ်ရာတိုးရှင်းချထားမှုရဲ့အစိတ်ပိုင်းဖြစ်ပြီးတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်လာခဲ့ရင်ရှေ့တန်းကာကွယ်ရေးနေရာတစ်ခုဖြစ်လာမှာပါဂျပန်ဝန်ကြီးချုပ်တစ်ကတရုတ်ကတိုက်ခိုက်လာရင်ထိုင်ဝမ်ကိုကာကွယ်ဖို့ဂျပန်စစ်တပ်ကိုဆင်လွတ်နိုင်တယ်လို့ပြောဆိုပြီးရင်တော့ဂျပန်နဲ့တရုတ်တို့အကြားတန်တမန်ဆက်ဆံရေးအကြက်တဲပုံမပြင်းထန်လာခဲ့ပါတယ် MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ကနေ့စဉ်အကြမ်းမလက်တင်ဆက်ပေးနေတဲ့ရုပ်တံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website ဆာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MPA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပေးကြပါစေခင်ဗျာ။